နတ်စုဒေဒချာချာတောင်းမိဆိုတဲ့အခါမှာခုတောင်းတဲ့အတိုင်းပြည့်စုံမှုရအတွက်ကိုယ်တဏ္ဏမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့တော့အဲ့ဒါကပါလဲလို့ရှိရင်နမတေကယုံကြည်ချက်တတ်တာရှိရနမနေကကိုချင်းတီလာနဲ့ပြည့်စုံရနမသုံးကတရားဓမ္မကိုကြားနာပူးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘောင်းတရားကြားနာတယ်ဆိုတော့ အင်မတန်မှပံ့ပိုးရှိဟုတ်စေရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေဒါကြောင့်မို့လို့အကြည့်ကင်းတဲ့ပညာရတဲ့နဲ့ပတ်သက်ပြီးတော့ဈာနာဘူးခြင်းဆိုတဲ့သုတ္တဆိုတာရှိရနောက်တစ်ခုကစာကားဆိုဆုံးလွှတ်တမ်းမှုတစ်ခုကိုရှိရနောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒီ၅ချက်ပြည့်စုံပြီဆိုလို့ရှိရင် တောင်းတဲ့ဆိုတာပြည့်စုံတယ် 芦花。